ဂျပန်ဝန်ကြီးချုပ်သန်နာရီတာကိုင်ချီနိုင်ငံခြားရေးမူဝါဒဘလို့ရှိလာလိမ့်မလဲဆိုတော့ကိုဒေသရင်းနိုင်ငံတွေကအခုချိန်ထိစနေနာကြတော့မှာပဲဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တယ်လို့ဒီရှီအိုဇော်ဝါဒီဖြစ်တဲ့တာကိုင်ချီကဇီဝရေးအကြက်တဲ့ဆိုင်နေတဲ့ဂျပန်နိုင်ငံကိုဘလို့ဆက်ပြီးတော့ဥဆောင်မလဲဆိုတော့ကိုနေရာချင်းနိုင်ငံတွေဖြစ်တဲ့အမေရိကန်တရုတ်တောင်ကိုရီးယားလိုလိုနိုင်ငံတွေကစောင့်ကြည့်နေကြတော့မှာဒေါ်နယ်ထရမ့်ရဲ့ဒီဂျပန်ခီးစင်မှာဒီဝန်ကြီးချုပ်တာကိုင်ချီနဲ့ရင်းနှီးနှီးဆက်ဆံတဲ့ပုံတွေအဲ့တော့မှသူတို့နှစ်ယောက် ဒီကုံတွယ်ကုန်နေရှော့မဲ့အကြောင်းပူပေါင်းဆောင်ရွက်မှုတွေလုပ်မဲ့အကြောင်းပြောဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ထုတ်ပြန်လာတဲ့ထုတ်ပြန်ချက်တွေကိုမှတ်မိကြအောင်ပါဆိုတော့ Donald Trump Donald Trump ရဲ့ဒီခီးစဉ်ပြီးတလနေပါလောက်ရှိသွားတဲ့အချိန်ပါဗောနော်တရုတ်နဲ့ပတ်သက်ပြီးတော့ကိုဂျပန်ဝန်ကြီးချုပ်စီကပြောလာတဲ့ဇာတ်ကားတချို့ပေါ်မှာအတော်များများအံ့အားသင့်နေကြပါတယ်ဆိုတော့တခြားကိစ္စအနေနဲ့ပေါ့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ဂျပန်ရဲ့သဘောထားပါထိုင်ဝမ်ပေါ်မှာကျွန်တော်တို့ဒီဝန်ကြီးချုပ်ရဲ့ပြောစကားအရာတရုတ်အနေနဲ့ စစ်သည်မိုးတွေနဲ့အင်အားသုံးမှုတွေရှိလာမယ်ဆိုလို့ရှိရင်ဒီကိစ္စကိုဘယ်လိုပဲစဉ်းစားစဉ်းစားဒါဟာအသက်ရှင်ရပ်တည်နိုင်မှုကိုချိမ့်ချောက်တဲ့အခြေအနေဖြစ်လာတယ်ဆိုပြီးတော့ပြောတာပါဒီအကြောင်းအသေးစိတ်ကိုကျွန်တော်ပြီးရင်တော့ဆက်ပြောပါမယ်ဆိုတော့ဒီပေါ်မှာဒီဝန်ကြီးချုပ်ရဲ့ပြောဆိုမှုမှာတရုတ်ဘက်ကနေပြီးတော့လည်းနိုင်ငံသားရေးဝန်ကြီးဌာနအပြင်ထိုင်ဝမ်ရေးနဲ့ပတ်သက်တဲ့ယုံကြုံတို့ဘာတို့ကနေပြီးတော့တောက်လျှောက်ပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုမှုတွေဒီတစ်ပတ်ထဲမှာတောက်လျှောက်ရှိနေကြတာပါ ဒီအစိုးရကသဘောထားအပေါ်တွေကိုပေါ်ပြတဲ့ Global Times ဆို CCTV တို့မှာဆိုရင်လဲဒီဂျပန်ဝန်ကြီးချုပ်ပြောဆိုမှုနဲ့ပတ်သက်လို့စောင်းမားတယ်ဆိုတော့ဖတ်လို့တော့မနိုင်ပါဘူး။နောက်ပြီးတော့ဂျပန်ဝန်ကြီးချုပ်ရဲ့ပုံကိုရုပ်ပြောင်နေနောက်ပြီးကာတွန်းတွေလုပ်ပြီးတော့တောင်ပြောင်တယောထားတာလည်းအများကြီးမြင်ရပါတယ်။ဆိုကျွန်တော်ဒီနေ့တော့ဒီတရုတ်နဲ့ဂျပန်ကြားကလက်တလော့ဖြစ်နေတဲ့တန်တမာရေးပြည်ပကအခုအမျိုးသမီးဝန်ကြီးချုပ်တရဲ့နောက်ဒီတရုတ်ပေါ်မှာသဘောထားထိုင်ဝမ်ပေါ်မှာသဘောထားပြီးတော့အမေရိကန်ပေါ်မှာသူ့ရဲ့သဘောထားနဲ့ပတ်သက်လို့ တို့ဘာတွေဖြစ်နေတယ်ပြီးတော့အတိတ်မှာထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့တရုတ်နဲ့ဂျပန်ကြားမှာဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါဗျာကိုပြနေတဲ့တရုတ်နဲ့ဂျပန်ကြားကတန်တမာကြီးပဋိပက္ခကပြောရရင်တော့ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့တုန်းကဝန်ကြီးချုပ်ရဲ့လွှတ်တော်တွင်ပြောစကားတချို့ကြောင်းတချို့နဲ့စခဲ့တာလို့ကျွန်တော်တို့ဒီမှာပြောရမှာပါဒီပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့တုန်းကဂျပန်လွှတ်တော်ထဲမှာဒီအတိုက်ခံ ါတီဒီလွတ်တော်အမတ်တွေကဝန်ကြီးချုပ်ကိုမေးခွန်းမေးတာမေးပါတယ်ကျွန်တော်ဒီထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတော့မေးခွန်းမေးတာကျွန်တော်ဝန်ကြီးချုပ်ကဘာပြန်ပြောတယ်လဲဆိုတော့ထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့တရုတ်နိုင်ငံဘက်ကစစ်သည်မိုးတွေနဲ့အင်အားပြလာတာမျိုးဟာဂျပန်နိုင်ငံအတွက်ရှင်တန်ရေးကိုချိန်ချောက်တဲ့အခြေအနေဖြစ်လာနိုင်တယ်ဆိုပြီးပြောခဲ့တာပါကျွန်တော်ဒါကိုအင်္ဂလိပ်လိုရေးရင်တော့ survival threatening situation ဆိုပြီးတော့ရေးပါတယ်ကျွန်တော်ဒီမှာပြောထားတဲ့စကားလုံးကပုံမှန်အခြေအနေမှာ ဒါဟာအသက်ရှင်ရတဲ့ရေးအတွက်အရေးကြီးလာတဲ့အခြေအနေလို့ပြောတာမျိုးဆိုပြဿနာမရှိနိုင်တော့ပါဘူးဒါပေမဲ့ဒီဝင်ကြီးချုပ်သုံးသွားတဲ့အတုံးလုံးကဂျပန်နိုင်ငံအနေနဲ့ဂျပန်ဥပဒေအရဆိုလို့ရှိရင်ဒီစကလုံးကတော်တော်ပြဿနာကြီးတဲ့စကလုံးမျိုးပါဆိုတော့ survival threatening situation ပါဆိုတော့အဲ့ဒီစကလုံးကိုနိုင်ငံရေးသမားတယောက်အထူးသဖြင့်တော့အခုဝင်ကြီးချုပ်လိုလူမျိုးတယောက်ကသုံးလိုက်တာလေဒါဟာဂျပန်စစ်တပ်ကစစ်ရေးအရာကာကွယ်တုံ့ပြန်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီလိုအခြေအနေမျိုးရောက်လာရင်ဂျပန်စစ်တပ်က စစ်ရေးအရာပါဝင်နိုင်တယ်ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်ပါတယ်။ဆိုတော့ဒီနေ့အပြင်တော့တရုတ်ကထိုင်ဝမ်ကိုစစ်ရေးအရာချင်းချောင်မှုတွေလုပ်နေတဲ့အပေါ်မှာဂျပန်ကငြိမ်နေမှာမဟုတ်ဘူးစစ်ရေးအရာလည်းပြန်တုံ့ပြန်နိုင်တယ်လို့ဒီနေ့အပြင်ဒီမှာအတိတ်ပဲဖွင့်လို့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအတိုက်ခံပါတီတဲကလွတ်တော်မတ်တွေကလည်းဒီစကားကိုဝန်ကြီးချုပ်အနေနဲ့ပြန်ရုပ်သိမ်းဖို့ဆိုပြီးတော့တခါဒီနိုမခုနှစ်နောက်ပိုင်းမှာပေါ့တခါထပ်ပြီးတော့တောင်းဆိုပါတယ်။ဝန်ကြီးချုပ်ကသူ့အနေနဲ့ ူပြောခဲ့တဲ့ဇာတ်ကားဟာဒါဟာအစိုးရရဲ့သဘောထားဂျပန်အစိုးရရဲ့သဘောထားပဲဖြစ်တယ်။ဒါကြောင့်မလို့လုံးဝပြန်ရုပ်သိမ်းနိုင်မှာမဟုတ်ဘူးဆိုပြီးတော့အခုချိန်ဒီဒီဇာတ်ကားကိုမရုပ်သိမ်းဘဲနဲ့ဒီတိုင်းပဲဆက်ပြီးတော့ထားပါသေးတယ်။မြေကျောက်တကိုက်ချီရဲ့ခုပြောဆိုချက်ကဂျပန်နိုင်ငံရေးလောကဂျပန်နိုင်ငံရေးအတိုင်းဝိုင်းမှာအုံအုံချွတ်ချွတ်ဖြစ်သွားတယ်လို့မျိုးပဲတရုတ်အစိုးရကလည်းအပြင်းထန်ဒေါသထွက်စေခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့သူအဲဒီဇာတ်ကားပြောပြီးတဲ့နောက်ထပ်၃ရက်ကြာသူပြောတာကနိုဝင်ဘာ9ရက်ကပြောနိုဝင်ဘာ10ရက်နေ့မှာ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိတဲ့ဒီလင်ကျန်းကမပြောသလဲဆိုတော့ထိုင်ဝမ်ဟာတရုတ်ပိုင်နဲ့ဖြစ်တဲ့အကြောင်းပြီးတော့ဒီထိုင်ဝမ်ကိစ္စကိုဘလို့ဖြေရှင်းရမလဲဆိုတာတရုတ်နိုင်ငံရဲ့ပြည်တွင်းရေးပဲဖြစ်တာအကြောင်းမလို့ဘယ်ပြည်ပနိုင်ငံရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုမှလက်ခံမှာမဟုတ်ဘူးဆိုပြီးတော့သူကသူပြောတဲ့စကားလုံးအုံနှုံတော့ပြီးတော့တုံးပေါ့နော်ဒီအတန်ငါတော်တော်ပြင်းပြင်းထန်ထန်သတင်းစာရှင်းတဲ့ဘက်မှာပြောတာကိုကျွန်တော်တွေ့ရပါတယ်သူပြောပြီးတော့နောက်ထပ်နှစ်ရက်ဒီနိုဝင်ဘာ12ရက်နေ့မှာတခါထပ်ပြီးတော့ထပ်ပြောတဲ့လူက သူကတော့ထိုင်ဝမ်ရေးသတင်းအချက်လက်ဗျူရိုရဲ့ပြောရေးဆိုခွင့်ရှိတယ်သူပေါ့နော်ပြောရေးဆိုခွင့်ရှိတဲ့သူလည်းဖြစ်တယ်ညွန်ကြားမှုလည်းဖြစ်တယ်ချန်ပင်ဝါပါသူကဘာပြောသလဲဆိုတော့ဘယ်သူမှဆိုတရုတ်နိုင်ငံရဲ့အဓိကအကျိုးစီးပွားကိုအနောက်ရှက်ဖြစ်စေတာတရုတ်နိုင်ငံပြန်လဲပေါင်းစည်းရေးကိုအတားအဆီးဖြစ်စေဖို့ကြိုးပမ်းလာခဲ့လို့ရှိရင်တရုတ်ဆိုရပြုတ်ပြည်သူလူထုနဲ့တရုတ်စစ်တပ်တို့ကဘယ်တော့မှတီးခံမှာမဟုတ်ဘူးဆိုပြီးတော့တော်တော်ကိုကြီးညာတန်းတုံ့ပြန်ပါတယ်ဆိုတော့တရုတ်ကထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့ရှိရင်သူကတော့ဒီမှာတောက်လျှောက် ပြန်လဲပေါင်းစည်းရေးဆိုပြီးတော့ပဲတုံးတော့ဗောနော်ဒီတရုတ်နဲ့ထိုင်ဝမ်ပြန်လဲပေါင်းစည်းရေးဆိုတာမျိုးပဲတုံးတော့ဗောအဲ့ဒီဟာကိုနောက်ရှစ်ဖြစ်စည်းလာတဲ့ဘယ်သူမှဆိုတရုတ်ကတီးခတ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောတာဗောဆိုတော့ဒါတွေမဲလို့ဆိုမကပါဘူးပြောချင်တာဒီမှာတောက်လျှောက်ဒီတရုတ်ဘက်ကနေပြီးတော့နိုင်ငံခြားရေးဘက်ကပြောရေးဆိုခွင့်ရှိတဲ့သူဘက်ကတောက်လျှောက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ပြင်းပြင်းထန်ထန်တုံ့ပြန်နေတာကိုကျွန်တော်တို့တွေ့ရတာဗောနောက်ထပ်တရက်နိုဝင်ဘာ17ရက်နေ့မှာတခါအဲ့ဒီမှာတော့အစိုးရပြောရေးဆိုခွင့်ရှိတဲ့လင်ကျန်းကထပ်ပြောတာဗောဂျပန်ဝန်ကြီးချုပ်အနေနဲ့အဲ့ဒီပြောဆိုချက်ကိုအမြန် ပြန်ရုပ်သိမ်းပါဆိုပြီးတော့ထပ်ပြောတယ်ဒီလိုမဟုတ်ရင်တော့ဖြစ်လာမဲ့အကျိုးဆက်တွေကိုခံရလိမ့်မယ်ဆိုပြီးတော့ဒီမှာသူကချင်းချောက်တဲ့အဆင့်အောင်ရောက်လာတယ်ပြီးတော့တကယ်တော့ထိုင်ဝမ်ကိစ္စမှာသူကထပ်ပြောတာကဂျပန်အနေနဲ့တတိရှိရင်ဝင်ပါကြည့်ပါတဲ့ဒါကိုဒါကိုတရုတ်ကကျူးကျော်မှုဖြစ်တတ်မှတ်မယ်ပြီးတော့ပြက်ပြက်သားသားတုံ့ပြန်မယ်ဆိုပြီးတော့ပြောတော့ပါတယ်ဆိုတော့တရင်းသာရှင်းလင်းပွဲတွေမှာသူတို့ဒီလင်ကျန်းကုနာချမ်ပင်ဟွာသူတို့ပြောတော့တဲ့စကားလုံးတွေနဲ့အတုံးနှုံးတွေကိုကြည့်လို့ရှိရင်တော်တော်ကြမ်းတမ်းပါတယ် ပြောရင်တော့တန်တမန်ရေးရာအုံနှုံစကလုံးတွေပုံစံမျိုးမဟုတ်တော့ဘဲနဲ့အချင်းချင်းနေမင်းကစားပြန်ပြောနေတဲ့ပုံစံမျိုးလောက်တွေရောက်လာပါတယ်တိခံမှာမဟုတ်ဘူးအမ်ပြည်ပြည်သားသားတုံ့ပြန်မယ်အကျိုးဆက်တွေခံစားစေရမယ်စသဖြင့်ဒီလိုစကလုံးမျိုးတွေကိုတုံးလာတာကတန်တမန်ရေးရာအဆင့်တက်ကြော်လွန်နေပြီလို့တော်ဒီမှာဒါတရုတ်နဲ့ပတ်သက်ပြီးတော့ဂျပန်ရေးနဲ့ပတ်သက်ပြီးတော့ရောစောင့်ကြည့်နေကြတဲ့သူတွေကတုံ့တက်ကြပါတယ်ဒီလိုမျိုးတရုတ်ဘက်ကဆိုရပြောရေးစုခွင့်ရှိတဲ့သူတွေထိုင်ဝမ်ရေးနဲ့ပတ်သက်တဲ့ရုံးကပြောဆိုတာတွေဒီမကဘဲနဲ့ နောက်ထပ်ဒီနိုဝင်ဘာ14ရက်နေ့မှာဘာထပ်ဖြစ်တယ်ဆိုတော့ဒီတရုတ်နိုင်ငံသားကြီးဒုဝင်ကြီးကနေပြီးတော့ဒီတမ်မတ်ကိုဆင့်ခေါ်ပြီးတော့ဂျပန်ဘက်ကတမ်မတ်ကိုဆင့်ခေါ်ပြီးတော့အဲ့ဒီမှာလည်းတခါဆူတယ်ဆူတယ်လို့ဒီမှာခေါ်ဆူတယ်လို့ပြောအောင်ပေါ့နော်ပြီးတော့ဂျပန်ဘက်ကလည်းတခါတရုတ်တမ်မတ်ဘက်ကိုခေါ်ပြီးတော့ခေါ်ပြီးတော့စကားပြောစသဖြင့်ဟိုဘက်တမ်မတ်ဒီဘက်တမ်မတ်နဲ့ပြောစကားပြောရတယ်ကျွန်တော်တို့တော့ရှောင်းမြင်ရပါတယ်ကျွန်တော်နောက်ထပ်တရက်နိုဝင်ဘာ15ရက်ပေါ့နော်ပြီးခဲ့တဲ့ အဲရပ်ပိုင်းကဆိုလို့ချင်းပါထပ်ဖြစ်တယ်ဆိုတော့ဒါကတော့စကားပြောနေုံနဲ့မကပါနဲ့တရုတ်ဘက်က action ယူတဲ့သဘောမျိုးပေါ့နော်အေးအေးမို့တခုခုလုပ်တဲ့ပုံစံကိုမြင်ရတာပါအဲ့ဒါကဂျပန်နိုင်ငံကိုတရုတ်နိုင်ငံသားတွေခရီးမသွားဘူးဒီတားမြစ်လိုက်တာပါဆိုတော့သွားရင်လည်းသတိထားပြီးသွားကြဖို့ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့ပြောရရင်တော့လုံးလုံးမသွားကြဖို့ဆိုတော့မျိုးတော့ညတော့တားမြစ်လိုက်တယ်လို့ကျွန်တော်ကဒီမှာနားလဲပါတယ်ပြန်ကြည့်ရရင်ကျွန်တော်တို့ဂျပန်ကိုတရုတ်ကဒီလိုမျိုးခီးသွားလို့ခွင့်ပိတ်ခဲ့တာမျိုးတမိုင်းမှာရှိခဲ့တယ် နော်ဆိုတော့ကျွန်တော်တို့ပြန်ကြည့်လို့ကြရင်ကိုဗစ်တုန်းကတော့ဒါကပြောရရင်တော့ကိုဗစ်ကြောင့်မို့လို့ပေါ့နော်နိုင်ငံရေးကြောင့်မို့လို့ကိုဗစ်ကြောင့်မို့လို့ဂျပန်ကိုခီးသွားလာခွင့်တရုတ်ကပိတ်ခဲ့တာမျိုးရှိတယ်ပြီးတော့2005လောက်တုန်းကတခါအဲ့လိုမျိုးထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတော့တရုတ်ဘက်ကပြောဂျပန်ဘက်ကပြောဆိုတာရယ်နောက်ပြီးတော့အမေရိကန်ဘက်ကပြောဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစိုးရမဟုတ်ဘဲနဲ့တရုတ်သူကတရုတ်ပြည်သူတွေကပေါ့နော်ဒေါသထွက်ပြီးတော့အဲ့တုန်းကအာ ဒီ social media တွေမှာ ပြောကြတာဆန့်ကျင်ကြတာအထူးသဖြင့်တော့ထိုင်ဝမ်ရေးပေါ်မှာဂျပန်ရဲ့ပြောဆိုမှုအမေရိကန်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့အဲဒီတော့ကဂျပန်ကိုတရုတ်နိုင်ငံသားတွေနဲ့သွားမလဲကြဘူးခီးမသွားကြဘူးဆိုပြီးတော့တိုက်တွန်းပြောဆိုခဲ့တဲ့ကိစ္စမျိုးတွေတော့ရှိခဲ့ဘူးပါလေဒါပေမဲ့အစိုးရတရုတ်အစိုးရအနေနဲ့သူ့ပြည်သူတွေကိုဂျပန်ကိုမသွားရမသွားရမသွားနဲ့ဆိုပြီးတော့တားမြစ်တာတော့ဒါပထမအဆုံးအချိန်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခြေအနေတွေကိုပြန်ကြည့်လိုက်လို့ရှိရင်ဂျပန်နဲ့တရုတ်ကြားမှာထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတော့တန်တမာရေးပဋိပက္ခ ဘလောက်ထိပြင်းထန်နေတယ်လဲဆိုတော့ကျွန်တော်တို့ခံမှန်းကြည့်လို့ရပါတယ်။ဒါပေမဲ့တရုတ်နဲ့ဒီထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်လက်တော့ချက်ပြောနေတာပဲပေါ့နော်ကျွန်တော်တို့ဂျိုးပိုင်လက်တော့ကဆိုနန်စီပလိုဒီစီရိုတော့မှရောက်ခဲ့တာမျိုးကျွန်တော်တို့မြင်ရတယ်။ဖိလစ်ပိုင်ဆိုရင်အမေရိကန်ရဲ့ကြောထောင်နောက်ခံပေးမှုနဲ့ပေါ့နော်ဖိလစ်ပိုင်ဆိုရင်တော့ချက်ဒီကိစ္စကိုပြောနေတာပဲ။အဲတောင်တရုတ်ပြည်နယ်မှာဆိုတော့ပြဿနာခဏခဏတက်နေတာကိုကျွန်တော်တို့မြင်ရတာ။ဒါပေမဲ့ဂျပန်ကျတော့မှဒီတရုတ်ကဘာလို့အဲ့လိုဒီဒေါသထွက်တာလဲ။ဂျပန်ဝန်ကြီးချုပ်ရဲ့ဒီပြောဆိုချက်ပေါ်မှာဘာလို့အဲ့လိုဒီဆက်ဆက်တီမခံဖြစ်ရတယ်လဲပေါ့နော်။ဆိုတော့ တို့ဒီကိစ္စကိုပြန်ကြည့်တင်ပါတယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့နားလည်ဖို့19ရာစုနှောင်းပိုင်းလောက်ထိပြန်သွားကြည့်ကြရအောင်ပါကျွန်တော်ကဘာလို့လဲဆိုတော့ဒီထိုင်ဝမ်ကဒီအရင်တုန်းကဗောနော်ဒီ19ရာစုနှောင်းပိုင်းကဂျပန်ကတိမ့်ပိုက်ခုခဲ့တာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့လည်းနောက်ကြောင်းပြန်ကြည့်အောင်ပါ အဲ့တုန်းကတရုတ်နိုင်ငံမှာချင်းမင်းဆက်လက်ထပ်ပါ1894 1895အဲ့တနှစ်တာကာလပထမတရုတ်ဂျပန်စစ်ပွဲဖြစ်ပြီးတော့အဲ့ဒီမှာတရုတ်ကဂျပန်ကိုဆစ်ရှုံးပြီးတော့ထိုင်ဝမ်ကိုဒီစစ်ရုံကြီးဖြစ်ပေးလိုက်ရတာပါဒါမှအစပိုင်းမှာတော့ဒီထိုင်ဝမ်ကျွန်းသားတွေကလက်မခံဘဲဒီဂျပန်တပ်တွေကိုအပြင်းထန်ပြန်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်ဒါမှဖြည်းဖြည်းချင်းပဲဂျပန်ကဒီထိုင်ဝမ်ကိုအလုံးစုံသိမ်းပိုက်လိုက်နေတာပါဒါမှအဲ့နောက်ပိုင်းမှာဆိုကျွန်တော်တို့အားလုံးသိကြတဲ့1945ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဂျပန် စစ်ရှုံးတယ်ပြီးတော့ဂျပန်နေမွေအင်ပါကြီးလည်းနေချီတန်သွားတယ်ပေါ့နော်အဲ့နောက်ဘက်မှာသူထိုင်ဝမ်ကိုလည်းပြန်ပေးလိုက်ရတယ်အဲ့တုန်းကနာမည်ကြီးခဲ့တဲ့ဒီကိုင်ရိုဂျင်ညာချက်လို့ခေါ်တာပေါ့နော်တရုတ်အမေရိကန် UK ဒီနိုင်ငံတွေကဆုံးဖြတ်တာကဒီထိုင်ဝမ်ကိုဂျပန်လက်ထက်ကနေပြီးတော့တရုတ်ကိုပြန်ပေးရမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်ဒါမှအဲ့တုန်းကတရုတ်ကတော့ ROC ပေါ့နော်ကျွန်တော်တို့တရုတ်သမရနိုင်ငံပါအခုဒီကျွန်တော်တို့မြင်နေရတဲ့ဒီ Communist Party အစိုးရမဟုတ်ပါဘူးဆိုတော့အဲ့လိုဆုံးဖြတ်ခဲ့ကြတာပါကျွန်တော်အဲ့တုန်းကဒီ1900 အာ45အောက်တိုဘာမှာပေါ့နော်တိုင်ပင်မြို့မှာပဲကျွန်တော်အခမ်းအနားနဲ့ဂျပန်စီကနေလွှဲပြောင်းရယူတဲ့ပွဲကိုကျင်းပပါတယ်ဆိုတော့ဆိုတော့နောက်ပိုင်းမှာတော့အားလုံးသိကြတဲ့တရုတ်မှာ Communist Party ကအနိုင်ရတယ်ပြီးတော့ဒီ AOC အစိုးရကဒီဘက်အဲထိုင်ဝမ်ကိုတတ်ဆုံလာခဲ့တယ်ပေါ့နော် I don't I know ဘယ်ကစပြီးတော့ထိုင်ဝမ်နဲ့ဂျပန်ဒီထိုင်ဝမ်နဲ့တရုတ်နဲ့ကြားကဒီပြဿနာတွေကစခဲ့ကြတာပေါ့ဆိုတော့ကျွန်တော်တို့အဲ့ဒီအပိုင်းကိုတော့အဲ့ဒီမှာလေကျွန်တော်တို့ရက်ထားပါမယ်ဆိုတော့အဲ့ဒီနောက်ပိုင်းကတည်းကကျွန်တော်တို့ဂျပန်နဲ့တရုတ်ကြားကတန်တမာဆက်ဆံရေးက လုံးဝမရှိတော့ဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်။သူတို့နှစ်နိုင်ငံတန်တမာဆက်ဆံရေးကိုကောင်းကောင်းဒီဒီတရားဝင်ပြန်ဆခဲ့တဲ့နှစ်က1990နဲ့နှစ်ခုနှစ်ပါ။ကျွန်တော်ဒီမှာဒေယုနဲ့ဂျပန်နှစ်နိုင်ငံသဘောတူညီမှုတွေလုပ်ပြီးတော့တန်တမာဆက်ဆံရေးကိုလည်းပုံမှန်ပြန်ဆတယ်လို့သူတို့သဘောတူခဲ့ကြတာပါ။ဒါပေမဲ့သူတို့နှစ်ယောက်ကအဲ့ဒီ1990နဲ့မှာတော့တူခဲ့ကြတာပေါ့နော်။အချင်းချင်းကြားမှာတော့ကျွန်တော်တို့ပြဿနာတွေပြဿနာအသေးလေးတွေကခဏခဏဖြစ်နေကြတာကိုကျွန်တော်တို့ဒီမှာတွေ့ရပါတယ်။ဆိုကြပါစို့ ကျွန်တော်တို့စစ်အတွင်းကပြဿနာဖြစ်ခဲ့တဲ့ဒါကျွန်တော်တို့အကြီးကျယ်အဲတပ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့နန်ဂျင်းအစုလိုက်ပြောင်းလိုက်လို့တမ်းမှုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဂျပန်နဲ့တရုတ်နဲ့အခုချိန်ထိအငင်းပွားနေစေဒီစင်ကာကူဂျုံပေါ့နော်အဲ့ဒီဂျုံအနေနဲ့ပတ်သက်တဲ့ပြဿနာဒီပြဿနာတွေကအကုန်လုံးကကျွန်တော်တို့ကျွန်တော်ဒီမှာသကလုံးတစ်ခုသုံးရင်တော့မီခဲပြဖုံဖြစ်နေတယ်လို့ကျွန်တော်တို့ဒီမှာအဲ့လိုမျိုးပြောလို့ရပါတယ်ဆိုဘောင်းလို့ဆိုဂျပန်ကိုတရုတ်ကတောက်လျှောက်တောင်းမှန်စေချင်တာပါဒီစစ်အတွင်းကသူတို့ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတော့ငါတို့ကိုမင်းတို့ကောင်းကောင်းမတောင်းမှန်သေးဘူးဆိုတာမျိုးကိုတရုတ်ဘက်ကတောက်လျှောက်ပြောနေကြတာပေါ့ကျွန်တော်တို့ရှင်ဆိုအားပေးလက်ထက်ကဆိုလဲအဲ့ပြဿနာကအကြီးဖြစ်ခဲ့တာပေါ့နော်ဆိုတော့အခုချိန်ကြီးတော့ဂျပန်ကလည်းပြောရရင်တေချာတရုတ်ကိုပြန်တောင်းမှန်တာမျိုးမရှိသေးပါဘူးဒီကြားထဲမှာကျွန်တော်တို့မြန်မာနိုင်ငံမှာလူတိများတဲ့ဂျပန်ဝန်ကြီးချုပ်အရင်တော့ကဂျပန်ဝန်ကြီးချုပ်ဟောင်ကိုအီဇူမီ ਨੇ ဒီနောက်ပြီးတော့ကျွန်တော်ခုနပြောခဲ့တဲ့ရှင်ဇိုအာဘေးတို့ဒီဗိမာန်တစ်ခုကိုသွားတာ ਨੇ ပတ်သက်တဲ့အကြောင်းကိုကျွန်တော်တို့ထည့်ပြောသင့်ပါတယ်။ဆိုတော့က အဲ့ဒီတိုချိုမှာရှိတဲ့ယာစုကူနီဆိုတဲ့ဗိမာန်ပေါ့နော်အဲ့ဒီမှာဂျပန်ကဒီ1853နောက်ပိုင်းဒီဂျပန်ဘရင်အတွက်အသက်ဆုံးခဲ့ကြတဲ့စစ်သားတွေကိုဂုံပြူအောင်းမေပြီးတော့ကျွန်တော်တို့သူတို့နာမည်တွေရေးထိုးထားတဲ့ဗိမာန်ပေါ့နော်ဆိုတော့စစ်သားပေါင်းနှစ်သန်းခွဲဆိုပြီးတော့ကျွန်တော်ဒီမှာတွေ့ရပါတယ်ဆိုတော့သူတို့နာမည်တွေအဲ့ဒီမှာရေးထိုးထားတာပေါ့ဆိုတော့အဲ့ဒီနေရာကိုဂျပန်ဝန်ကြီးချုပ်တယောက်သွားတယ်ဆိုတဲ့အတိတ်တွေက စစ်အတွင်းမှာထူးသဖြင့်တော့ဒီဖက်ဆက်ဂျပန်တွေကျူးလွန်ခဲ့တဲ့စစ်ရာဇဝဲမှုတွေကျူးလွန်ခဲ့တဲ့သူတွေကိုအတိအမှတ်ပြုတယ်သူတို့ရဲ့အောင်မြင်မှုတွေကိုဒီအတိအမှတ်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာခုနကပြောတဲ့1953နောက်ပိုင်းဘရင်အတွက်ဂျပန်ဘရင်အတွက်အသက်ဆုံးခဲ့ကြတဲ့သူတွေမကပဲနဲ့ဒီကဘာစစ်ကာလဖက်ဆက်ဂျပန်တွေကစစ်ရာဇဝဲမှုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ကျူးလွန်တယ်လို့လည်းတက်တဲ့အခိုင်မှာပြောနိုင်တဲ့ဒီလူတွေပေါ့နော် အဲ့မှာ14ယောက်ကိုလည်းအဲ့ထဲမှာနာမည်အဲရေးထိုးထားပါတယ်ပြောချင်တာက1853ကလူတွေထဲမှာကပဲနဲ့ဒီဘက်နောက်ပိုင်းမှာပါဆရာစုမှုကျူးလွန်တဲ့လူတွေရဲ့နာမည်ကိုအဲ့ဒီမှာရေးထိုးထားတာပါဆိုတော့အဲ့နေရာကိုဂျပန်ဝန်ကြီးချုပ်တယောက်ကသွားလိုက်ခြင်းအပြင်ဂျပန်ကကိုယ်နေထုတ်ခဲ့တဲ့ဥမာကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးပြီးတော့ကျွန်တော်တို့ကတရုတ်အဲ့လိုမျိုးနိုင်ငံတွေကဒါဟာအဲ့နေရာကိုဂျပန်ဝန်ကြီးချုပ်တယောက်ကသွားခြင်းဟာငါတို့ကိုဒါမလေးမစားပြုတာဆိုမျိုးမြင်ကြပါတယ်မြန်မာနိုင်ငံကတော့ဒီနေ့အချိန်ထိအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထုတ်ပြောတာမျိုးတော့ကျွန်တော်မတွေ့ရပါဘူး ကျတော့တယောက်ကတော့အဲ့ကိစ္စကိုဘယ်တော့မှအစာမကျေဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်ရှင်ဇိုအာဘေးကလည်းတောက်လျှောက်သွားခဲ့ပါတယ်အဲ့ဒီအဲ့ဒီဘိမှန်ပေါ့နော်ဆိုတော့ဒါတစ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ချက်ကဂျပန်နဲ့တရုတ်ကြားမှာအဖို့ထက်ဖြစ်ခဲ့တယ်နောက်တစ်ချက်ကရှင်ဇိုအာဘေးလက်ထက်ကလေးကစပြီးတော့ရှင်ဇိုအာဘေးကအမေရိကန်နဲ့ဆက်ဆံရေးကိုအရင်ဆုံးကတည်းကပို့ပြီးတော့တိုးမြင့်နေတာကိုတွေ့တယ်ဆိုတော့ရှင်ဇိုအဘေးကိုတော့ကျွန်တော်တို့အားလုံးသိကြတာဒါရှီယိုဇွဲဝါဒီဆိုပြီးတော့ပြောရတာပေါ့နော် တော့ရှင်စွာဘေးရဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကဘာလဲဆိုတော့ဂျပန်စစ်တပ်ကိုဒီထက်ပိုပြီးတော့အဆင့်မြင့်ချင်တာပါဆိုတော့ဂျပန်နိုင်ငံမှာကျွန်တော်တို့ဂျပန်စစ်တပ်ကိုအဆင့်မြင့်မယ်ဆိုတာမျိုးကိုပြောလိုက်လို့ရှိရင်ဒါကအခြေခံဥပဒေအရတားမြစ်ထားတဲ့ကိစ္စတွေမှာပါပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီကမ္ဘာစစ်ကာလတုန်းကဂျပန်ရဲ့ဖက်ဆက်ဝါဒကြောင့်မို့လို့ဂျပန်နိုင်ငံမှာဒါစစ်တပ်ကိုအဆင့်မြင့်မယ်စစ်တပ်ကိုဒီထိုးစစ်အနေထားအသင့်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စကားပြောဆိုမှုနဲ့ပတ်သက်လို့ဂျပန်ဝန်ကြီးချုပ်တွေနိုင်ငံရေးသမားတွေကတော်တော်သတိထားပြီးတော့ပြောကြလေရှိပါတယ်။ဒါမဲ့ ချင်းစိုအာဘေးကတော့အဲ့ဒီပုံစံအဲ့ဒီဒီဒီဒလေးကိုဖျောက်ချင်တဲ့လူမျိုးလို့သူတို့ကပြောကြပါတယ်ဆိုတော့အဲ့ဒီလိုချင်းစိုအာဘေးလိုမျိုးပဲနောက်ထပ်ဒီလိုမျိုးစစ်တပ်ကိုအစင်းမြင့်တင်ကျင်တဲ့လူကအခုကျွန်တော်တို့ပြောနေကြတဲ့ခုဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်တာကာအီချီပဲဖြစ်ပါတယ်ဆိုတော့ခုဝန်ကြီးချုပ်တာကာအီချီကကျွန်တော်ခုနကပြောခဲ့တဲ့ဒီရာစုကုနီဘိတ်မန်ပေါ့နော်ဆိုတော့ဒီပိမံကိုကျွန်တော်တို့ဒါကိုအီဇူမီသွားခဲ့တယ်ပြီးတော့ရှင်ဇွာဘေးသွားခဲ့တယ်အဲ့ဒါကြောင့်မလို့ပြည်ဦးနိုင်ငံလူမျိုးနိုင်ငံတွေကပြည်သူတွေကအစိုးရတွေကရော ဒီပုံမှာမချိန်နဲ့ကြောက်ဘူးပေါ့နော်ဒါဟာမလေးမစားလို့တည်းဆိုပြီးမြင်ကြတာပါဆိုတော့ဒီဒီပိမှန်ကိုဒီရှင်ဇိုအာဘေးလိုမျိုးပဲတောက်လျှောက်သွားတာကဒီတာကိုက်ချီပါတာကိုက်ချီကသူအခုဝင်းကြီးချုပ်မဖြစ်ခင်ကတဲ့ကွာအရင်တုန်းကတဲ့ကပေါ့နော်2014လောက်ကတဲ့ကသူဒီနိုင်ငံကြီးလောကမှာရှိနေကြတယ်ကတောက်လျှောက်သွားနေကြတယ်ပြောချင်တာကတော့သူကရှေ့ကဝင်းကြီးချုပ်အဆက်ဆက်ပေါ့နော်ဒီနေရာကိုခက်ဆောင်ဆောင်လုတ်ခဲလုတ်ခဲတာကိုတွေ့ရတယ်ဒါပေမဲ့သူ့လက်ထက်မှာဒီကိစ္စတွေကို view site တဲ့ပုံမပေါ်ပါဘူးပြောချင်တာကတရုတ်နိုင်ငံနဲ့ပတ်သက်လို့ရောနောက်ပြီးတော့ ဒီဂျပန်နိုင်ငံကဒီကိုလိုနီလုပ်ခဲ့ပြီးတဲ့နိုင်ငံတွေနဲ့ပတ်သက်လို့ရောနိုင်ငံခြားရေးမူဝါဒအပေါ်မှာအကိဆက်တယ်ဆိုတဲ့ကိစ္စမျိုးကိုသူကဂိူးဆိုင်တဲ့မျိုးမမြင်ရပါဘူးဆိုတော့နောက်တစ်ခုကသူပြောဘူးတာပေါ့နော်သူ့ရဲ့ဒီတာကိုက်ချီရဲ့ idol ကဗြိတိန်ဒါဝန်ကြီးချုပ်ဟောင်းမာဂရက်သက်ချာသူလည်းရှေ့ဦးဆဲပါတယောက်ပါပဲဆိုတော့သူ့ကိုသူကအားကြရဲဆိုပြီးတော့သူ့ main ကိုတစ်ခုမှဒီထည့်ပြောပါဘူးပြီးတော့ကလေးတွေနဲ့တွေ့တဲ့ဒီဒီတွေ့ဆုံမှုတစ်ခုမှလည်းအကိဆက်ကိုသူထည့်ပြောပါတယ်သူကအရင်တော့ကဒီ heavy metal D1 ပေါ့နော် D1 တခုမှာ drum တီးတဲ့လူပါပြီးတော့နောက်တစ်ခုဒီမှာထူးခြားတာတခုကသူကရှိုးဆွဲဝါဒီဖြစ်တယ်လို့မျိုးပဲလိန်တူချင်းလက်ထက်တောင်သူကတားမြစ်တဲ့သူပါဆန့်ကျင်ပါတယ်ဆိုတော့ဒီမှာရှင်ဆိုအာဘေးသူ့ကိုဒီဂျပန်သတင်းစာတွေကဘယ်လိုရေးကြလဲဆိုတော့သူဟာရှင်ဆိုအာဘေးရဲ့လက်ယုံတပည့်ဆိုပြီးတော့ပြောကြတာပေါ့နော်ဒါကြောင့်မလို့သူကဘာအခုမင်းကျုပ်ဖြစ်တော့ဘာထပ်ပြောကြလဲဆိုတော့ရှင်ဆိုအာဘေးရဲ့စီးပွားရေးပုံစံစီးပွားရေးမော်တယ်ပေါ့သူက ြန်ပြီးတော့အသက်သွင်းမယ်ဆိုပြီးတော့ပြောပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဂျင်ဇော်ဘေးလက်ထက်တုန်းကလောက်ခဲ့တဲ့အမေရိကန်နဲ့နီဆန်မှုအမေရိကန်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးမဟာမိတ်ဆက်ဆံရေးကိုပို့ပြီးတော့တိုးမြင့်အောင်ကျွန်တော်တို့ဒီမှာမြင်ရတယ်ပြီးတော့ဂျင်ဇော်ဘေးလိုမျိုးပဲဒါစစ်တပ်ကိုပို့ပြီးတော့အဆင့်မြင့်မှုဟိုစစ်တပ်နဲ့ပတ်သက်ပြီးတော့ဒီမင်းကုန်းနေတယ်မှာစကားထည့်ပြောတာဂျပန်စစ်တပ်ကိုပို့ပြီးတော့အခမ်းကဏ္ဍကိုပို့ပြီးတော့မြင့်တင်မှုကိစ္စတွေကိုဒီမှာထည့်ပြောတာကိုတွေ့ရတာပါ ဆိုတော့ဒါကြောင့်မို့လို့အခုထိုင်ဝမ်ကိစ္စမှာဆိုလို့ရှိရင်သူကဘာဘလို့စကလုံးတော်ထဲပြောလာလဲဆိုတော့ထိုင်ဝမ်ကိုထိပါလာမယ့်အန်ဒီရဲဟာဂျပန်ကိုထိပါလာမယ့်အန်ဒီရဲဆိုပြီးတော့တော့မှသူကထည့်ပြောလာတာဖြစ်ပါတယ်ဆိုတော့ပြောရရင်အဲ့လိုအခြေအနေမျိုးအခုနကပြောခဲ့တဲ့ကျွန်တော်အစောင်းမှာပြောခဲ့တဲ့ surviving threatening situation ပေါ့နော်ဒီတက်ရှင်ရတည်မှုကိုရှင်တန်ရတည်ရေးကိုဒါချင်းချောက်လာတဲ့အခြေအနေမျိုးဖြစ်လာလို့ရှိရင်ဂျပန်စစ်တပ်ကဒီကိစ္စမှာဝင်ပါလာရမယ်ဆိုတာမျိုးကိုထည့်ပြောလာတာပါဆိုတော့ပြောရရင်တော့စစ်တပ်ရဲ့အခန်းကဏ္ဍကိုမြင့်တင်နေတော့ဒီမှာကျွန်တော်တို့မြင်ရပါတယ် ။သမိုင်းတကိုင်ချီဝင်းကြီးချုပ်ဖြစ်တာတလားအောင်ပြည်တယ်ပေါ့။သူ့ကိုမဲပေးရွေးချယ်ခဲ့ကြတော့ပြီးခဲ့တဲ့အောက်တိုဘာ21ရက်နေ့တုန်းကပါ။ကျော်လာမယ့်နိုဝင်ဘာ21ရက်နေ့ကြတော့မှသူဒါဝင်းကြီးချုပ်ဖြစ်တာတလားပြည်မှာပါ။ဆိုဒီကြားထဲမှာကိုသူကဒီအမေရိကန်နဲ့ဒေါ်နယ်ထရမ့်ရောက်သွားတယ်။အမေရိကန်နဲ့ယင်းနေ့တဲ့ဆက်ဆံရေးကိုပြတယ်။အမေရိကန်ယင်းနေ့ဆက်ဆံရေးကိုကျွန်တော်တို့မြင်ရတယ်။နောက်ပြီးတော့အခွန် shop မဲ့ကိစ္စတွေကျွန်တော်တို့မြင်ရတယ်သူတို့ဟိုနှုတ်ကြောင်ကုံတော်ရေးသဘောတူညီချက်တွေအများကြီးကျွန်တော်တို့ဒီမှာတွေ့ရတယ်ပေါ့နော် ပြီးတော့ပြီးခဲ့တဲ့လကတည်းက ျွန်တော်တို့ဆိုတောင်တောင်ကိုရီးယားမှာဂျင်းပါတဲ့ဒီ epic ဘွဲမှာပေါ့နော်ဆိုတော့ရှီကျင့်ပြင်းတဲ့နှစ်ယောက်တွေ့ခဲ့ပါတယ်ဆိုတော့ပြီးတော့မှတိတ်မကြဘူးဒါနိုဝင်ဘာလထဲမှာပဲဒီထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့သူ့ဘက်ကဒါပြက်ပြက်ထထရဲရဲချင်းချင်းပေါ့နော်တော်တော်ပြင်းထန်တဲ့စကားလုံးတွေပြောတာတော့ကျွန်တော်တို့ဒီမှာတွေ့ရတယ်ဒီလိုဒီလိုပြောဆိုချက်တွေအပေါ်မှာဒီအိန္ဒိယနိုင်ငံတွေရောဒေသတွင်းနိုင်ငံတွေရောနောက်အမေရိကန်တွေတော့သူတို့ဘယ်လိုသဘောတူညီချက်တွေလုပ်ထားတယ်လဲကျွန်တော်တို့မသိရဘူးဘာလို့ဒါပေမဲ့ဒီရော်နယ်ထရမ့်နဲ့တွေ့ပြီးတော့ဒါတလအတွင်းမှာပဲ တေးုံနယ်ပတ်သက်လို့ထိုင်ဝမ်ရင်းနယ်ပတ်သက်လို့တရုတ်ပေါ်မှာပြပြတာပြောဆိုရတယ်ကျွန်တော်တို့မြင်လာရပါတယ်ဆိုတော့အတော်များများကတော့သူ့ရဲ့ပြောဆိုချက်ပေါ်မှာအံ့ဩနေကြပါတယ်သူတပြင်းတော့ဒီဂျပန်ရဲ့စစ်တပ်ရဲ့ဂျပန်စစ်တပ်ရဲ့အခမ်းအနားကိုမြင့်တင်မယ်ဂျပန်စစ်တပ်ရဲ့အခမ်းအနားကိုပို့ပြီးတော့ဖိပြောလာတော့တွေ့လာရတာကြောင့်ပါဆိုတော့နောက်တစ်ခုကတော့ဒါတရုတ်ဘက်ကတော့ပြောနေုံနဲ့မကတော့ဘူးပေါ့နော်အခုသူ့သူ့ဘက်ကဒီအရေးယူမှုတွေမှာလောက်လာတွေ့တဲ့ action ယူလာတယ်အဲ့ဒါကသူ့နိုင်ငံသားတွေကိုတရုတ်ဒီတရုတ်နိုင်ငံသားတွေကိုဂျပန်ကိုခရီးမသွားဖို့ဆိုတာပြောတော့ထည့်ပြောလာတာမျိုးပါဒါ ပထမဦးဆုံးပါပဲနောက်တစ်ခုကဒါဒီသူတို့ဒီနှစ်နိုင်ငံရဲ့တင်းမာမှုကိုကျွန်တော်တို့ပြန်ကြည့်လိုက်လို့ရှိရင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာပေါ့ဆိုတော့ဒီဂျပန်နဲ့ဒီဒီတရုတ်နဲ့ဂျာကအခုတန်တမာရေးဒီအခက်အခဲတန်တမာရေးပဋိပက္ခဟာပြောရတာအကြမ်းတမ်းအကြမ်းတမ်းနဲ့အကြမ်းတမ်းဆုံးနဲ့အပြင်းထန်ဆုံးအခြေအနေကိုကြောက်လာတယ်ဆိုပြီးတော့တော့သုံးတန်နေကြပါရခင်ဗျစာစုံတော့ဆင်ပေးကြတာကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျ